မိုးဇက်ကစိတ်မရှိစွာနဲ့လက်မှတ်ထိုးပြီးချက်ချင်းထွက်သွားခဲ့တယ်။အန်နီကမိုးဇက်ကိုသူ့တို့ရဲ့ကျောင်းနေဘက်ဟောင်းတွေပြန်လည်ဆုံဆေးတဲ့ပွဲကိုလိုက်ခဲ့တယ်။ချစ်သူဟောင်းကအပြေအဝပြင်ဆင်ပြီးရောက်လာခဲ့တယ်။သူမက အန်နီမှာဒီပယောဂပိုးရှိကြောင်းအခိုင်အမာပြောတဲ့အစီရင်ခံစာတစ်ခုကိုထုတ်ပြီးအန်နီကယောက်ျားရှုပ်သူဖြစ်ကြောင်းလူသိရှင်ကြားအသိဖြတ်ခဲ့တယ်။မိုးဇက်ကအစီရင်ခံစာကိုမြင်တော့ဒေါသကြီးထွက်ပြီးအန်နီကိုအိမ်ပြန်ပြီးသူ့ကိုရှက်စရာမလုပ်ဖို့ပြောခဲ့တယ်။ အန်နီကသူ့ရဲ့အစ်စ်မန်သဘောထားကိုမြင်ပြီးသားဖြစ်လို့လုံးဝမတုံ့လောက်ခဲ့ဘူးသူမကချစ်သူဟောင်းရဲ့ဆေးရုံအုပ်ကြီးကိုတိုက်ရိုက်ဖုန်းခေါ်ခဲ့တယ်။ဒါပေမဲ့ရောက်လာတာကဆေးရုံအုပ်ကြီးမဟုတ်ခဲ့ဘူးသူကဆေးရုံအုပ်ကြီးရဲ့လက်ထောက်ဖြစ်နေခဲ့တယ်။တကယ်တော့ဆေးရုံအုပ်ကြီးကလာခါနီးမှသူနာပြုက ခေါ်သွားခဲ့လို့လက်ထောက်ကိုကိစ္စတွေဖြေရှင်းဖို့အရင်လွှတ်လိုက်တာဖြစ်တယ်။အန်နီကချစ်သူဟောင်းထုတ်ပေးတဲ့အစီရင်ခံစာကိုလက်ထောက်ကိုပေးပြီးဒါသူ့ရဲ့ဆေးရုံကတရားဝင်အစီရင်ခံစာဟုတ်မဟုတ်စစ်ဆေးခိုင်းခဲ့တယ်။ ဒါပေမဲ့ချစ်သူဟောင်းနဲ့လက်ထောက်ကပူပေါင်းကြံစည်ထားပြီးသားသူကအစီရင်ခံစာမှာဖောက်ဖျက်မှုလက္ခဏာမတွေ့ရဘူးလို့ချက်ချင်းပြောခဲ့တယ်။အန်နီမင်းသက်သွားတယ်ဒီစကားကိုကြားတော့မိုးဆက်ကသူ့မပားကိုရိုက်ချလိုက်တယ်။အန်နီရဲ့နှလုံးသားလုံးဝကြေမွသွားခဲ့တယ်။သူမကအဲ့ဒီနေရာမှာပဲကြွာရှင်းဖို့တောင်းဆိုခဲ့ပေမဲ့မိုးဆက်ကညှင်းဆိုခဲ့တယ်။ကျောင်းနေဘက်တယောက်ကမိုးဆက်ကိုအန်နီကိုအရန်အလိုမလိုက်ဖို့နဲ့အိမ်ကနေမောင်းထုတ်တဲ့နယ်လို့ပြောခဲ့တယ်။ ဒါပေမဲ့မိုးဆက်ကသူ့အိမ်အောင်ဦးစီးသားမဖြစ်နေတာကိုအန်နီဖော်ထုတ်မှာကြောက်ခဲ့တယ်။ဒါကြောင့်သူက သူ့မကိုအိမ်ခေါ်သွားဖို့ဆွဲခေါ်ခဲ့ပေမဲ့မတော်တဆမြေပြင်ပေါ်တွန်းချမိခဲ့တယ်။အဲ့ဒီအချိန်မှာတကယ့်ဆေးရုံကြီးရုတ်တရက်ရောက်လာခဲ့တဲ့အန်နီကိုမြေပြင်မှာစိတ်မကောင်းစရာထိုင်နေတာကိုမြင်တော့ဘာဖြစ်ခဲ့လဲလို့မေးဖို့ရှေ့ကိုပြေးလာခဲ့တယ်။အန်နီကချစ်သူဟောင်းထုတ်ပေးတဲ့အစီရင်ခံစာကိုပေးပြီးဒါအစစ်ဟုတ်မဟုတ်စစ်ဆေးခိုင်းခဲ့တယ်။ စေယောအကြီးကဒါကိုဖတ်ပြီးအဲ့ဒီနေရာမှာပဲဒေါသထွက်သွားတယ်ဒီအစီရင်ခံစာကလုံးဝအတိတ်ပဲမရှိဘူးလို့သူပြောခဲ့တယ်အန်နီကဒါချစ်သူဟောင်းထုတ်ပေးတာပါလို့ပြောခဲ့တယ်စေယောအကြီးပို့ပြီးဒေါသထွက်လာတယ်ချစ်သူဟောင်းကသူ့လိုစေယုံကအစင်းနေစီရင်ကန်ဝင်တဲ့တယောက်သာဖြစ်ပြီးအစီရင်ခံစာထုတ်ပေးဖို့အခွင့်အာဏာမရှိဘူးလို့ပြောခဲ့တယ်သူကသူမကိုချက်ချက်အလုပ်ထုတ်လိုက်တယ်ဒါပေမဲ့မိုးဆက်ကချစ်သူဟောင်းထက်တောင်ပိုပြီးတုံးလုပ်သွားခဲ့တယ် သူမကြောင့်သူအိမ်တော်ရေးကိုပျက်စီးလူမိပါဖြစ်ခဲ့ရတယ်။သူကအန်နီကိုတောင်းပန်ဖို့လှုပ်ရှားသွားခဲ့ပေမဲ့သူ့ကိုတနာကျင်တာမှုကင်းမဲ့တဲ့ပါရိုက်တာကိုသာလက်ခံခဲ့ရပါတော့တယ်။